ခင်မှာကောင်းပါလေးလန်လေးလာပြီဆိုရင်ကောင်းလေးတွေကနောက်ကနေလိုက်လိုက်စအဲ့ဒါလေးကိုလည်းအတိတရားပေးရစာเนาะစမယ်1 2 3 go ကောင်းပါလေးတယောက်လန်ရှောက်လာချစ်ချစ်စရာလိုက်စကောင်းပါလေးတယောက်လန်ရှောက်လာချစ်ချစ်စရာလိုက်စနမလောနမလောကိုနမလော grand of all tower ကိုနမလော

မလိုက်လာမလိုက်တာမလားလို့မစားဘူးပေါင်းစီပဲစားမယ်ကဲအမေနဲ့ပတ်သက်တဲ့တခြင်းလေးတပုတ်ကိုလာရောက်တောင်းဆိုရတဲ့အတွက်ကျွန်တော်ခံစားချက်အမေနဲ့ပတ်သက်တဲ့တခြင်းလေးတပုတ်ကိုကျွန်တော်ဆိုပါမယ်ခံစားချက်တခြင်းဘာမှခံစားရလဲကျွန်တော်လူလစ်တဲ့နေမနောက်ပါနဲ့တော့တိတ်ခါနဲ့ကိုနေပေးပါအဲ့တခြင်းဆိုလို့ကျွန်တော်မျက်ရည်ကျရင်ပေးတဲ့ကြီးစိတ်မကောင်းမဖြစ်ပါနဲ့မျက်နာလဲအနာကြီးတိုင်းပဲကွာပြည်တယ်မဲ့နေပါမနောက်နဲ့ နာတော်တာဆင်ပေးပါအမေအိမ်လို့အမိရပါဟာဒီလိုရှိမျိုးတော့ခံစားချက်ဖြစ်တယ်ကျွန်တော်ဆိုလို့မျက်ရည်ကျရင်စိတ်မကောင်းမဖြစ်ပါနဲ့ရပါပြီအမေရောင်းလိုက်ပြီနားဖို့ကောင်းလိုက်တာကွာအမေအိမ်ဆိုငါနားထောင်နေတယ်ဆိုပြီးပြီလေဘာမှလဲကျွန်တော်ဆိုလို့မျက်ရည်ကျရင်ပေးတဲ့ကြီးစိတ်မကောင်းမဖြစ်ပါအဖြစ်ဘူး ကျွန်တော်ခံစားချက်အမေအိမ်နဲ့နားထောင်ကြည့်ပါကြောင်လိုက်ပြီအမေအိမ်ဆိုအမေအိမ်ဆိုဟာဒီကောင်ဘယ်ရွာသားလဲမသိဘူးကျွန်တော်ဆိုလို့မြတ်ကြီးကြရပြီးတက်ကြီးစီတူမသေးတော့မထပ်ဘူးအမေအိမ်နဲ့ ကြောက်လဲပြီ2000ပဲရတယ်ကဲဘယ်နဲ့ကျွန်တော်တို့ရဲ့ဒီအစီအစဉ်မှာကျွန်တော်တို့ကဒီမှာမန္တလေးမင်းအငင်းဆိုတာသမီးငယ်လေးတွေတခါမှလူရှင်တော်မကဘူးသေးတဲ့ကလေးတွေကတယောက်မှစင်တဲ့အတွေ့အကြုံမရှိစင်တဲ့အတွေ့အကြုံမရှိစင်တဲ့အတွေ့အကြုံရှိတာခင်လိုက်မိမတယောက်ပဲရှိအော်လိုက်တာလေးနင့်မိစေဇက်စီကိုပြောတာမိမမတွေးချင်တာတွေးတာတကယ်တော့ကျွန်တော်မိမလည်းအနုပညာဝါသနာပါတယ်ကိုရင်းတော်မိမလည်းအနုပညာဝါသနာပါပါတယ်တကယ်ပြောရင်ကိုရင်းတော်မိမကိုရင်းတော်ရဲ့မိမအနုပညာဝါသနာပါလို့ သူနဲ့တချင်းနေပါတယ်တခါရေးလိုက်ဆိုတယ်ဟုတ်တယ်ဟုတ်တယ်တကယ်တော့သူမိမပညာတတ်ပါပညာတတ်ပညာတတ်ဆိုတော့အနုပညာလုပ်ကိုတခါတလေမှလောက်တာပေါ့နော်အခုလည်းအားလုံးပဲဝင်းတာဆရာပါဟိုနေ့ရပဲကျွန်တော်သတင်းစာလေးဖတ်လိုက်ရတယ်ဝင်းတာတဲ့ကိုကိုရင်းတော်ကြီးဂုံယူတယ်နော်ကျွန်တော်တို့ American NASA အဖွဲ့နဲ့ပူးပေါင်းပြီးတော့သူမိမအခုအမေရိကန်မှာတစ်လောက်ဒေါ်လာ6000ခွဲရပါတယ်ဟိုတလောအားလုံးလည်းသိလိုက်မှာပါသူမိမအင်္ဂါချဲသွားတယ်နဲတာကြီးမဟုတ်အင်္ဂါအင်္ဂါဂျိုးတို့အင်္ဂါချဲတို့လေကြည့်တော့ဘာအင်္ဂါချဲတော့လန့်သွားတာပဲ ်ငါရဲဒီဘာနဲ့ပဲပေးသားမလို့ဖြစ်သွားတယ်လက်သွားတာလက်ပြန်ပြောပါဖြစ်လေသမီးမအဲ့ဒါအင်္ဂါဂျိုပေါ့နော်အင်္ဂါဂျိုသွားတာပကံများပြန်ရင်လည်းကျွန်တော်လည်းအဲ့ဒါပကံများပြန်ရင်စီးပြီးကျွန်တော်လည်းဂျိုတဂျိုမှစီးပြတ်သွားပြီးတော့ဒုက္ခရောက်နေချင်မသူမိမပကံများပြန်ရင်စီးပြီးတော့ဟဲ့ကိုခင်လိုက်ပါလုံနေအောင်မငါစီးပြတ်သွားလို့ဟဲ့ဟာမမူနေတယ်ကျမရှိတယ်အင်္ဂါလည်းခေါ်စမ်းမောင်းမုံမိုးလည်းအခုတော့မအားသေးဘူးလေကျမအပြန်ခေါ်မယ်အပြန်ခေါ်မယ်တဲ့သူမိမကျွန်တော်အပြန်ခေါ်အပြေအန်မရိုင်းလိုက်လားဒါမိမပြန်ခေါ်မယ် အဲကိုခလိုင်းရင်ကိုရင်တော်ရင်တယောက်ကြောင်းတယောက်ပြောနေလို့ရှိရင်လည်းကဲဒီတစ်ခါတော့ကြော်ညာပေးမယ်စကိုင်းတစ်ခါလည်းကျွန်တော် live လွှင့်နေတော့လေဟုတ်လားကိုခလိုင်းဆိုလို့ရှိရင်အခုနိုင်ငံရုပ်ရှင်နဲ့ဗီဒီယိုဟာသမင်းသားဟုတ်ကဲ့နော်အကုန်လုံးတကယ်တော်တယ်ကိုခလိုင်းသားအကြီးဆိုရင်ဒန်ဆာနီးပြဆရာခင်ဗျဟုတ်ကဲ့သားငယ်လေးဆိုရင်ထပ်ပိုင်ဦးဆိုတဲ့နာမည်လေးနဲ့မင်းသားကားတွေရိုက်နေရုပ်ရှင်ကားတွေလည်းရိုက်နေပြီရိုက်နေပါပြီမကြခင်လည်းထွက်နေပြီထွက်လည်းထွက်နေပြီထွက်နေပါပြီအားပေးကြပါဦး Revenge of the Do ဆိုတဲ့ နော်တဒုကလစားဆိုရင်ကာလီလေးချောင်းနေရထွက်တော်ပြီအားပေးကြပါအောင်ဟုတ်ကဲ့သာသမီတွေယောက်ျားတွေကအလုပ်လုပ်တော့ခင်လိုက်မိမမနေနိုင်မနေနိုင်တော့ဘယ်နေနိုင်မလဲမနေနိုင်တော့ခင်လိုက်မိမစီဒီသွင်းမယ်ဆိုမနေ့ကသွင်းတာပြန်ထုတ်မရလို့ပြဿနာတက်ညက်နေတာလေကျွန်တော်ပြောတယ်အမုန့်ချိတ်ပြီးသွင်းဘာလဲစီဒီစီဒီပြန်ထုတ်ွက်ဈေးကြီးတယ်မမိမမင်းအောက်ဆက်မှတ်နေလားမသိစီဒီတွင်းတာတော့မှတယောက်တည်းမထုတ်ဘူးတဲ့ဧည့်သင်ချိုဆွေနဲ့အော်ရတာတို့အောင်မြင်ခဲ့သလိုလမ်းမခွဲခြေတချင်းတို့ဇုံလွဲထုတ်မယ်ဆိုပြီးတော့ခင်လိုက်မိမဟိုတလောကကြက်ဖနဲ့အရင်သွင်းတယ်နည်းနည်းတော့အစိတ်ခံရတာ ဘာလို့လျှောက်ပြောနေဂျပန်နဲ့စီးလေးတွင်းတာလေဂျပန်စာသားတွေစိတ်တယ်ဂျပန်နဲ့အစဉ်ပြေတော့ကြားပေါက်နဲ့တွင်းတယ်ပေါ်လိုက်ရတာလေဟာကြားပေါက်ကကင်းမြင့်တယ်ဟုတ်တယ်အဲ့ကောင်ကင်းမြင့်တယ်ကြားပေါက်နဲ့အစဉ်ပြေတော့စင်ပေါက်နဲ့ထပ်တွင်းတယ်မချိမဆိုင်ဘူးပေါ့အဲ့ကောင်လည်းစာသားတွေညာတယ်စင်ပေါက်နဲ့လည်း okay တော့မနေ့ကမှလွှမ်းပိုင်ရဲ့ဒုံးမြတ်ကြီးဆွဲသွင်းလိုက်တာအဲ့ဒီကောင်မှဒုံးမြတ်နဲ့တွင်းလို့အော်အော်အော်ဂရုံးတုံးမစစ်တတ်တယ်ဟုတ်တယ်ဟာမရိုင်းလိုက်လိုက်စီးရီးနံပါတ်တော့ပေးလိုက်ပြီဘယ်လိုလဲ ဘူရာကြီးအောက်မှာစီမံချက်နဲ့မိတော့ညာတဲ့။ကောင်းမတစ်လုံးပါတော့ပါစေဗျာ။မှတ်ကြင်လိုက်တာငါမမောက်။တော့ပါနဲ့ငါမမတော့သူအိမ်မှာဖာတိဖာတယ်နေတာပါ။ဖာတိဖာတာ။အေးဖာတိဖာတာ။ကဲကဲကဲကိုရောင်းရင်နောက်ပိုင်းကဏ္ဍလေးရှိ။ကျွန်တော်မလုပ်ပြရမလဲ။ကျွန်တော်အေးမလုပ်ပြရမလဲ။နောက်မှာ။ဟုတ်ပြီ။နောက်အဲ့တော့ကျွန်တော်နောက်မှာစီစဉ်နေအများကြီးရှိပါသေးတယ်။ရှိတယ်။အဲ့တော့ကျွန်တော်ခေါ်မယ်။ကျွန်တော်တို့ဒီနေ့ညမှာမင်းသားကျော်လေးနော်ပန်တရာစိန်နေမင်းနော်။ ။ဘာနေစိတ်နေမင်းနဲ့နှစ်ပါးသွားကြမှာကျွန်တော်တို့ထွက်မှာ။အခုရှေ့ကအပြိုးလေးပေါ့လေပြိတ္တတွေပြင်းနေမှာဆိုလို့ပြင်ကျွန်တော်တို့ညီမလေးတွေနော်။သမီးလေးတွေကနေပြီးတော့အငိမ်ကန်းလေးတွေဖြိုးဖြိုးတင်းဆက်မယ်။ကျွန်တော်စဉ်းစားကြည့်တယ်ဒီလားနေမင်းကမင်းသားကမယ်။ကျွန်တော်တို့နှစ်ယောက်ကလူရှင်တော်ပြတ်မယ်ဆိုတော့သူနဲ့ငါနဲ့ရှင်ရရင်တော့တာဝါတိုင်းအောက်ကခလေးလေးနှစ်ယောက်လိုပဲဖြစ်နေမှာ။နေမင်းကတာဝါတိုင်းတို့ကြခလေးလေးပဲ။သူ့အရမောင်းလူကြီးတော့ဖင်ဝဲတွေဖြူနေ။ဖြူကျွန်တော်ဖြူတာမဟုတ်ပါဘူး။စပင်တာရအပေါက်မှန်တယ်မြထုံးတော့ရမယ်ဆိုလို့တုတ်သားတာ။ဒီအပေါက်မဲကြီးကိုထုံးတော့ရမှာ။ ဟုတ်ပါပြီကိုရင်းတော်ဟင်အဲ့တော့ကျွန်တော်တို့အစီအစဉ်လေးကငါကျွန်တော်တို့ကခဏထွက်ပြီးတော့ဖြောပြတာပါနောက်ပိုင်းမှာအစီအစဉ်တွေအများကြီးရှိပါသေးတယ်အဲ့တော့အဲ့ဒီအစီအစဉ်လေးကျွန်တော်တောင်းမိလိုက်မယ်နော်တောင်းမိလိုက်ပါအဲ့လိုပဲကျွန်တော်စနေတကြအားလုံးပဲကဲဟိုဟာနဲ့လောက်ထားတာကဲကျွန်တော်တို့ပါခဲ့တာရွှေစိန်များစုရှင်နော်ပန်တရားအလင်းကကျော်စွာရွှေမန်းပန်တရားစိန်နိုင်နိုင်ရဲ့စိန်နေမင်းစိန်နေမင်းနေမင်း ဖိတ်မယ်ကိုနေမင်းကြွပါအဲ့လိုလက်ကုပ်လေးနဲ့ကြုံပေးပါနေမင်းဟိုစာသားလေးနဲ့ဖိတ်မယ်ဖြေငန်ဒီဟိုပိုင်စာဆိုးပါလေအဘိုး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 အာမဘာမှမရှိတော့ငါဟောနေဘာမှမရှိတာကိုဘာမှမလုပ်ရပလာပဲဟောအဲ့တော့လုံးရမယ်ဘယ်လိုလုံးမလဲဘယ်လိုလုံးမလဲပလက်လက်လိုက်အဲဗျာလူတယောက်ကိုပလက်လက်လိုက်ပလက်လက်လိုက် ရင်ဝါးကနဲ့ဓာတ်နဲ့ခွဲအသဲတွေဥတွေထုတ်ပလိုက်မယ်ဆွေးချက်တစ်ခုတော့ရှိတယ်ဟုတ်ကဲ့ကျွန်တော်အသက်ရှင်အောင်ပြန်မလုပ်တတ်ဘူးအဲ့ဒါဆိုရင်ငါ့ကိုဆက်မနေမယိုင်းလိုက်လားမပူပါနဲ့အခုတခါကတော့ကျောင်းသားကျောင်းသူတွေအတွက်ပြမယ်ပြခွက်ပါဟုတ်ကဲ့ကျောင်းသားကျောင်းသူတွေအများရမှတ်ထားမှာပါကျောင်းသားကျောင်းသူတွေဖဲတယ်ဖဲတယ်ဟုတ်ပါတယ်တက္ကသိုလ်ကျောင်းမှာအပျော်တန်းဆိုပြီးရိုက်ကြတာမနှဲပါဘူးအားလုံးကြည့်ပါဖဲတို့ကပါကင်လေးပါ ကျွန်တော်ဝယ်ထားတာ၄နှစ်ရှိပြီ၆ပွဲဆော့ပြီးပြီဟာဖိုင်လေးအားလုံးဒီပညာလေးကိုပေးခဲ့မှာပါဟုတ်ကဲ့ပါမှော်ပညာလေးဖြစ်ပါတယ်ဥပမာအခုနောက်ဘယ်နဲ့ပတ်သက်ပြီးတော့မှော်အတတ်ပညာလေးတစ်ခုကိုကျွန်တော်ပြမယ်1 2 3 4 5 6 7ဘလောက်ထိများတဲ့ဖဲတွေဖြစ်ပါသေးကိုတချဲမှုတ်လိုက်တာနဲ့ကိုလိုချင်တာဖြစ်တယ်ဒီမျက်လက်စရာတောက်လျှောက်မှုတ်တယ်နော်ဟုတ်တယ်ဗျဗဇက်အလုပ်လာပြီးတေချာကြည့်ပါဟိုက် ပေါ်ပဲတယောက်ကဟဲ့ဟဲ့ဟဲ့အလုံးလက်ခုပ်တီးပြီးအပယ်လို့ရပါလေလက်ခုပ်တီးတဲ့လူတွေကျမ်းမာပါစေမတီးတဲ့လူတွေပိုင်တက်ကြုံလာပြီဒီမှာဒီချာကြည့်ပါကိုင်မုံကိုင်နီဟေးကိုင်လိုက်ဟေး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 ဒီပညာကိုတက်ဖို့ဖဲမော်အောင်ဖို့လိုပါဖဲမော်ဘယ်လိုအောင်လဲညောင်ပင်ကြီးအောက်ကိုသွားပါ တတတတနဝဇရိတာ46ရတိတိအဋ္ဌံဝင်ရမီးလို့စားရတယ်အတက်လို့စားရတယ်တတလို့မီးလို့စားပြီးတဲ့အခါ46ရပြည့်တဲ့အချိန်ဒီပညာကိုဖဲမော်အဖြစ်အောင်မြင်လာပါလေကျွန်တော်ရဲ့တမာတိအားတွေကောင်းတဲ့အတွက်ဒီပညာကိုကျွန်တော်ပြောတာကြီးစရာမပါပါဘူးကျွန်တော်ပြောတဲ့တည်းမှာကြီးစရာမပါဘူးဗျကျွန်တော်ဒီကမ္မဒဏ်အောင်လာတဲ့အာ မပါလာပါငါဘာလဲအဲ့လိုတွဲလောက်လေးနဲ့ဖြစ်အောင်မလို့လိုပါလဲစီ။ဟောနဲ့ကတ်ကတော့ဗော။မနောက်နဲ့တုံးနဲ့တုံးဖို့နေတာလေ။မင်းကသူများကိုနောက်တယ်မင်းကပြတာ။ပြတတ်တာဗော။ပြတတ်ရင်လူရှင်တော်ဆိုတာအတက်ပေါင်းလုံးတက်။ဟုတ်ပြ။ဟာအတက်ပေါင်းလုံးတက်တယ်အပြောပေါင်းလုံးလည်းတက်။ဟုတ်တယ်။ညက်လက်ပညာဆိုတာတကယ်ကတော့အမတန်ခဲခဲနေတယ်လား။အဲ့လိုညက်လက်ပညာကိုပြဖို့ဆိုရင်ဟေးတပည့်ဆရာမော်တော်ပဲယူခဲ့တာဟုတ်ကဲ့လားဆရာ။ တယောက်တည်းလို့ပဲတယောက်တည်းပြောတော့တဲ့အတိုင်းပဲရှမ်းလို့ဇဲလိုက်မဲ့ခွေးမပါဟာကျွန်တော်ရဲ့မော်တို့ဒီမော်တို့ကဟောဒီမှာကောင်းကင်ကတွန်းထားတဲ့ချိုးတွေမရှိလို့ကတ်ထားတယ်ကိုယ်တွေလည်းမရှိဘူးမြေလေးကြည့်ကြည့်ပါဟုတ်ပါတယ်ဘာလို့ရှိလဲဘာမှမရှိပါဘူးခင်ဗျာဘာမှမရှိဘူးဒီလိုကတ်သလားမကတ်ပါဘူးခင်ဗျာကန်ကြည့်ပါအဲမော်ခင်ဗျာဒုက္ခကိုစစ်ကြည့်ပါဒုက္ခစစ်တော့ဒုက္ခဘာရှိလဲမရှိလဲစစ်ကြည့်လို့ငါဒုက္ခပြလိုက်လို့အဲကျန်းနေညပြီးတော့ ရပြီဟုတ်ပြီတုံးရှည်တာကချောချောလေးဒါကချောချောလေးဟောဒီမှာအဝင်ကတော့ဝင်နေကိမ့်မနေဟောဒီမော်တော်ကလေးငါတခါအမေပေးလိုက်မယ်ရစော်ရဟဲ့ဘာမှလည်းမရဘူးဆရာ့အခန်းလာလားဟမ်ဟဲ့မော်တော်ကလေးမင်းကငါအမေပေးနေတယ်ဇွာသာမတိမ်မဆောင်ဘေးလုံးရစော်ရဟဲ့ နစီနေနတတ်တဲ့အကျော်လုံးကြီးနောက်တစ်ခါတော့ပြန်ပြပါတရားဆိုင်တဲ့သဘောလားကျွန်တော်အရှိရောက်သွားလို့တိတ်မရှင်းဘူးနောက်တစ်ခါတော့ပြန်ပြပါဟေးအဝိနေကအတော့ဝိညာဉ်ကိမနေတယ်မော်တော်ကလေးငါဆရာတစ်ခါမိတ်မလဲမယ်ရက်စိုရက်တီးစိုတီးငိမ့်စိုငိမ့်ဟေးမတင်မဆောင်မိတ်ပါလား မတာအသက်ရတာကြီးနေပြီလက်မျိုးကိုအသုံးချတော့ကျွန်တော်လက်မျိုးမနောက်ပါနဲ့ဒါလူရှင်တော်ဆိုတော့ပရိသတ်ကိုပျော်အောင်စားလိုက်ရပါတကယ်ပညာခန်းကအခုမှလာမှာပါကလုတ်ပြပါဦးဘုရားလေးဒေါလာသိန်းလေးငါပါပေးရလိမ့်မယ်ဟုတ်လားလာပါဦးဆရာဟုတ်လားလာပါဦးဆရာဟုတ်လားလာပါဦးဆရာမိမိတို့တမအာဇီဝနဲ့ရှာတာတဲ့ပတ်စံဆွေကစ္စည်း ြောက်သွားလို့ရှိရင်မပူပါနဲ့ကျွန်တော်ပေးတဲ့ဂါဒါလေးတစ်ခုကိုရွတ်ပါကိုလက်ထဲကိုသူ့အလိုလိုရောက်လာရမယ်ပေးကြလားပေးကြတယ်ဟုတ်ပြီပါပဆန်မေးပဆန်စစ်လားစစ်စစ်ပေးတရွတ်ဘာလို့မဒီမိရှုဟိုကောင်နှကောင်ဟိုဘတောင်းတထောင်းဒီဘတောင်းတထောင်းတိုင်နေသွားလာပြီဟာရမမေးပဆန်ငါလဲရှမ်းလို့ပြောရင်းတဲ့ကလတန်တွေထွက်ထွက်လာတယ်ရှမ်းကလာလေးဒီမှာကြည့်ပါငွေလေးမေးပဆန်ထည့်ထားလိုက် အဋ္ဌတထောင်ကိုဟောတယ်လို့ဘယ်နေပြစ်လိုက်မင်းလက်ထဲရောက်တယ်မတက်ထမင်းလက်ထဲဆုတ်တာငါလက်ထဲပါရှိတော့ဘာမှမရှိဘူးနတ်တော်တခါပြစ်လက်ထဲရောက်အောင်ပြန်လုပ်မယ်နတ်တော်မင်းကဒီလိုရောက်ဖို့ကြားပါရှိသေးလားလို့ကြည့်လိုက်စမ်းရှိတယ်ရှိပါသေးတယ်အော် တရှိတဲ့ဥစ္စာချိန်မရှိသေးနဲ့နိပစ္စပိဋ္ဌပါပယလေလို့မျက်ချီတောင်းလိုက်ချက်သွားမယ်။ကိုင်းနာနတ်တော်တစ်ခါပင်ဖွင့်ကြည့်လိုက်စရှိသေးလားလို့ရှိပါသေးတယ်ရှိပါသေးတယ်နှစ်ချိန်သုံးချိန်ရောက်လို့တိုးလာရင်မကြောက်နဲ့တေချာဆုတ်တာတိုးလာရင်မကြောက်နဲ့ဆုတ်တာနှစ်တော့ ဒေတာလို့ကြည့်လိုက်စမ်းရှိတယ်ရှိတယ်ရေမဟုတ်ဝယ်စားလိုက်လာလည်းမလုံတတ်ဘူးမနေ့ငါမစားတော့ပါပါ့ငါမစားတော့ပါပါ့ရတယ်တကယ်ပြတတ်တာငါပြလေမင်းတို့ငါပြဟာပြအမဒါစစ်ဒါစစ်ဟရိဒါစစ်နဲ့မင်းနဲ့မင်းတို့ထိုးပြမလုံနဲ့မလုံနဲ့အဲ့ဒါတော့မပြနဲ့ငါယုံနဲ့ယုံနဲ့အဲ့ဒါမရဘူးပြမယ်ငါရဲ့ပညာငါရဲ့တမာရီဘလောက်တောင်အစွမ်းထက်တယ်ဆိုတာပြမယ်ဟေး မင်းရဲ့လေဘင်းနဲ့ဓာတ်နဲ့ထိုးမယ်ပြန်ဆွဲတော့မယ်မင်းကကိုင်းတစ်စက်မထွက်ဘူးအသက်မထွက်စီအောင်ငါတောင်းယူတယ်ကျင်းတယ်လားကျင်းတယ်ဒီမျက်လည်းပညာကိုပြဖို့အတွက်ကျွန်တော်ကိုသေးသေးမှာ45ရဲ့တိတိကာထာဆုပ်ပြီးတော့မှကျွန်တော်အမတန်လေ့ကျင့်ခဲ့ရတယ်ဟုတ်လားဟုတ်တယ်ရဲမယ်တော့ပါသွားတယ်ဒီပညာကိုသူအင်တာနက်ထဲလိုင်းနေရမှာတော့တင်တာလားလိုင်းနေရမှာဓာတ်နဲ့ထိုးမယ်အနောက်နဲ့ဟုတ်ပြီအဲ့တော့အခုရှိပါလေကျွန်တော်တို့ကမျက်လည်းပြတာတော့ကျွန်တော်တို့ကအကြောင်းမဟုတ်ဘူးဒါနဲ့ပြိဿတ်များကတခုတော့တောင်းမှန်ပါတယ်မျက်လည်းကြည့်နေကြတဲ့သူတွေနော် ဖနက်တွေကိုဖင်ခုမထိုင်ပါနဲ့ဖနက်ဖင်ခုတိုင်တော့ဗာဖြစ်လို့ဤပါရတာခက်မှာဆိုလို့ဗာတဲချိုးတွေဤပူမင်းသူမစားတော့ဘူးနောက်နဲ့ကျွန်တော်တို့ကာခွယ်လေးတစ်ခုတော့လုပ်ပါမယ်လူတို့ဓာတ်နဲ့ဒဲထိုးတယ်ဆိုရင်ပြိတ္တတွေလည်းကြည်ရဲမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်အကာအကွယ်လေးလုပ်တဲ့နေနဲ့အာမာနိုင်ကကဲမဆူပါရဲ့ညီလေးမတောင်ရှိလေးခဏချွတ်လိုက်အေးချွတ်လိုက်မချွတ်မင်းထိုးလိုက်မမလဲမလုပ်ပါနဲ့ပြချွတ်ပါမယ်ဟုတ်ပြီအဲ့တောင်ရှိလေးနဲ့မရှိလည်းမရှိနော်ခိတာခဏကွယ်မယ်ခိတာခဏကွယ် ့ချာတော်တော်ဝတ်ကိုကျွေးစုဟုတ်ပြီကျွန်တော်ဒီပညာမတန်ခတ်ပါတွေးကြောလွတ်အောင်ပို့ရပါတယ်ဒါကတော့နည်းနည်းအပြားကြီးတယ်ဒါပေမဲ့ကျွန်တော်ရဲ့စရဏောကိုကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တငယ်ချင်းအဖြစ်ဆုံးတငယ်ချင်းကိုဒိန်းအောင်စရဏတဲ့မိမကိုနေတိုင်းလိန်နေတဲ့ကောင်ကတကယ်ကိုနေကိုကမနာဘူးအဲ့တော့ကျွန်တော်တငယ်ချင်းရဲ့လယ်ဘေးကိုကျွန်တော်ဟိုဒီကားနဲ့ဖိုးပါတော့မယ်တငယ်ချင်းမင်းကိုမထိုးခင်ပါမင်းက မေးစင်းပြိမယ်မေးစင်းလည်းပြိပါဟုတ်ပြီအာကျွန်တော်ငယ်ငယ်ချင်းပြိတော့ပါဘူးနောက်မမေးသေးရင်နောက်ဆက်လာမယ်မေးတော့ပြီလားမေးပြီမင်းလည်းကစကားပြောလားဟုတ်ပြီအဲ့တော့ကျွန်တော်ငယ်ငယ်ချင်းကိုကျွန်တော်မေးစင်းပြိပြီးတော့ပါဘူးအဲ့တော့ကျွန်တော်ငယ်ငယ်ချင်းကိုကျွန်တော်ဓာတ်နဲ့ထိုးရတော့မယ်ပြိတဲ့များမျက်စိမမိန်နဲ့မျက်တောင်မခက်နဲ့အမိမမြောင်နဲ့အေးမပေါက်နဲ့အေးစားရင်တော့ပေါက်ပြတယ်ပါစားရင်မသိမ်းလို့ဘိန်းလို့ခက်ကြတယ်လေ ကြည့်ပါလေဒီပြက်ခွက်ကိုကျွန်တော်တပည့်တယောက်ကိုကျွန်တော်စမ်းတက်ပြီးပြမှုပါတော့ဒိန်းနာမင်းအသက်ရှိသေးလားအသက်ရှိတယ်ကျွန်တော်ဘယ်လိုနားလဲကျွန်တော်ပြန်လို့မဖြစ်ဘူးကျွန်တော်ပြန်ရွှေမုံရည်ဒီဘယ်လိုလုပ်မလဲကိုစောက်ရရမှာကိုအာမနာကျွန်တော်ဒီပညာကိုအမတန်မှခဲ့ခဲကျွန်တော်55ရဲ့လက်ထံဝင်ရပါတယ်ဒီပြက်ခွက်ပြဖို့အတွက်ကျွန်တော်ရင်တော့ကျွန်တော်တို့ရဲ့ဒီတယောက်ကိုပြတဲ့ခါမှာကျွန်တော်စီးဖောက်မိတဲ့အတွက်ကျွန်တော်တို့ပဲလေးနေရာနဲ့ပွဲချင်းပြီးဆုံးသွားပါကျွန်တော်အမတန်စိတ်မကောင်းဖြစ်ရပါဘူးအဲ့တော့ ဒီပြောက်ဝက်ကိုပြမယ်ဆိုရင်ကျွန်တော်နေရင်ကြကျွန်တော်တပည့်လေးဟာနောက်ပါမနောက်ပါမလေးအနောက်ပါဒီကောင်မလောက်နဲ့